မင်္ဂလာရှိသောညနေခင်းဖြစ်ပါစေ။ခြေစွတော်နှင့်ညီသက်ချင်းကောင်းကြီးမင်္ဂလာ။ယေရှုခရစ်တော်ဖျားထံတော်ပါမှသင်တို့ပေါ်သူတက်ရောက်ပါစေ။ဖျားရှင်ရဲ့ခြေစွတော်ကိုချီးမွမ်းပါရယ်။ကျွန်တော်ခြေစွတော်ကြောင့်2025ခုနှစ်ဂျွန်လယနေ့ဆို24ရက်နေ့သို့ရောက်ရှိလာပါပြီ။ပူဆောင်တော်မူသောဖျားရှင်ကိုခြေစွတ်တင်ပါရယ်။နေ့ရက်စဉ်တိုင်းကြည့်ရှုသူအားလုံးကိုဖျားရှင်ကောင်းကြီးပေးပါစေ။ဆုတောင်းကြပါစို့အဖဖျားခြေစွတ်တင်ပါရယ်။နှုတ်ကပတော်အဖြစ်တိဆောက်ဆရာဖြစ်စေပါ။ အခုကျွန်တော်ပြောတာထက်ကိုရော ပြောခြင်းသာဖြစ်စီပါသခင်ယေရှုနာမအားဖြင့်ဆုတောင်းဖြင့်ဝေငှပါれဖျာအာမင်ဖျားရှင်ရဲ့ခြေစတော်ကိုချီးမွမ်းပါရင်ကျွန်တော်တို့ခေါင်းစဉ်တစ်ခုနားထောင်နေပါရင်အဲ့ဒါကတော့တမောင်းချမ်းမှာတွေ့ရတဲ့အရေးကြီးတဲ့နေရာ12ခုကိုကျွန်တော်နားထောင်နေတယ်။နောက်ကျောင်းစာထဲမှာတမောင်းချမ်းထဲမှာကပောက်ချမ်းကနေမာလခိချမ်းထိပေါ့နော်မာလခိအနာဂတ်ချမ်းထိ 39ချမ်းထဲမှာအရေးကြီးကျွန်တော်သိတဲ့နေရာ12နေရာရှိပါတယ်။အဲ့ဒါကိုကျွန်တော်တကယ်တစ်ခုစီကျွန်တော်နားထောင်လာဒီကနေ့ဆို6ခုမြောက်ကိုရောက်ပြီဖြစ်တယ်။အော်နံပါတ်1ပထမအုံဆုံးနေရာကတော့ Aden ဦးရင်ဖြစ်တယ်။ဂေါ့ချန်ကန်ကြီးနဲ့ငယ်၈ကိုဖိုင်ရင်တွေ့ရမယ်။ဒုတိယကတော့ Arret တောင်ဖြစ်တယ်။ဂေါ့ချန်ကန်ကြီး၈ငယ်၄ကိုဖိုင်ရင်တွေ့ရမယ်။ Arret တောင်ဆိုတာကတော့ No Ethan Mo တင်ခဲ့တဲ့တောင်ဖြစ်တယ်။ဒီလိုလွမ်းမိုးခြင်းပြီးတဲ့အခါ No Ethan Mo နောက်ဆုံး အဲ့ဒီတောင်ပေါ်မှာတင်ခဲ့တာဖြစ်တယ်။နံပါတ်3ကတော့ဘာဘလုံရဲတိုက်ကပောက်ချန်ခိုင်းစက်တဲ့ငွေ96ကိုဖိုင်တွေ့ရမယ်။ဖျားသခင်ကိုစန့်ကျင်ပြီးတော့ဖျားကိုအန်တုပြီးတိဆောက်တဲ့အခါပြုတ်ပြတ်သွားတယ်။နံပါတ်4ကတော့ဥရမြို့ဥလာဥရမြို့မှာခါလဒေးလူမျိုးတွေအများဆုံးနေတယ်။ခါလဒေးဆိုတာဘဘူးလုံလူမျိုးတွေကိုပြောတာဖြစ်တယ်။ဘဘူးလုံဆိုတာကအခုခေတ်အခေါ်အော်ရဆိုအီရတ်နိုင်ငံဖြစ်ပါတယ်။ ျမ်းစာအရဆိုရင်တော့ဘာဘလုံဖြစ်တယ်အဲ့တော့ဒီဥရမြို့မှာယခင်နေခဲ့တာဘာဘလုံလူမျိုးတွေနေခဲ့တယ်ခါလဒေးလူမျိုးတွေနေခဲ့တာဖြစ်တယ်အဲ့ဒီမြို့မှာအာဗြဟံကိုရိုင်နေခဲ့တယ်အာဗြဟံအသက်ရှင်တဲ့ဘုရားကိုရတဲ့အခါအဲ့ဒီမြို့ကနေထွက်ပြီးနောက်ဆုံးခါနန်ပြည်မှာဂရိတော်နဲ့ဆိုင်တဲ့ကောင်းကြီးတွေရိတ်သိမ်းခဲ့ရတာဖြစ်တယ်ဒါဖတ်ချင်းကောကျောင်းကြီး7:28ကိုဖိုင်တွေ့ရမယ်။နောက်တော့9တော့ခါနံပြီး အာဗြဟံပြောင်းရွှေ့နေခဲ့တဲ့နေရာဣသရေလမျိုးတွေရဲ့ဂတိတော်ပြီလေးဖြစ်တယ်။နောအေးရဲ့မြေခာနန်ကအဲ့ဒီခာနန်ပြည်ကိုအဓိကရခင်ကသူနေခဲ့ပြီမြေခာနန်လူမျိုးတွေယေဘုသီတို့အာမောရီတို့ဟိတ်တီတို့ဒီလူမျိုးတွေကိုဖျက်ခဲ့ဖေထုတ်ပြီးဣသရေလကိုပြီးခဲ့တာခာနန်ပြည်ဖြစ်တယ်။အာဗြဟံကိုဂတိထားတဲ့အတိုင်းပဲအာဗြဟံရဲ့မျိုးဆက်တွေကယနေ့ထိခာနန်ပြည်မှာ ောင်းကြီးခန်းစားရတာဖြစ်တယ်။ကပောက်ချောင်းကြီးစနစ်ငွေနှစ်ကနေ9အထိဖိုင်ဒါလီဖာဒါလီတွေ့ရမှာဖြစ်တယ်။ဒါကြောင့်မင်းကအများကြီးရှင်းပြခဲ့ပါပြီ။ဒီကနေ့ကတော့ကျွန်တော်နံပါတ်6 A2B အင်္ဂလိပ်လိုဆိုတော့ Egypt နော်။ A2B ဆိုတာကတော့ဒါကျွန်တော်ကျမ်းစာမှာအလွန်နာမည်ကြီးတဲ့ PDB ပဲ။ဣသရေလလူမျိုးတွေတို့မိလူမရတဲ့တိုင်းပြည်ပေါ်ပြပါဆိုအေဂုတုတိုင်းပြည်ပဲเนาะဒီဒီအေဂုတုပြည်ကတော့အလွန်နာမည်ကြီးတယ် ရှီဟောင်းအမွေနစ်တွေလည်းအဲ့မှာအများကြီးပေါ့နော်ပိရမစ်တွေဘာတွေအများကြီးရှိတယ်အဲ့တော့အေဂိုရူဘီနဲ့ပတ်သက်ပြီးတော့အများကြီးပြောစရာရှိတယ်ဒါပေမဲ့ကျွန်တော်အချက်6ချက်ပဲအဓိကကျွန်တော်ပြောသွားမှာဖြစ်တယ်ဂေါကြံကန်းကြီး73ငယ်10ကိုဖတ်ရင်ကျွန်တော်တွေ့ရမယ်အနည်းငယ်ဖတ်ပေးခြင်းနဲ့ထိုကာလအခါတောတုံမျိုးနဲ့ဂေါမရမျိုးကိုထာဝရဘုရားဖျက်ဆီးတော်မမူမီဇောရမျိုးတို့သွားသောလမ်းယောရမိပဝန်းကျင်ရရ၌ရေများ၍ထာဝရဘုရား၏ဥယျာဉ်တော်ကဲ့သို့၎င်း အင်ကုတုပီကဲ့သို့၎င်းဖြစ်သည်ကို လောတမျောကြည့်၍မြင်လင်အဲဒါကတော့ဗာလင်းဆိုတော့ဂေါကျန်ကကြီး73ဆိုတာကအာဗြဟံနဲ့သူ့တူလောတနေရာခွဲတဲ့ကိစ္စနေရာခွဲတယ်ဆိုတာအာဗြဟံနဲ့သူ့တူလောတတော့အဆင်ပြေတယ်ဒါပေမဲ့အာဗြဟံရဲ့ဂျွန်နေနဲ့လောတဂျွန်နေနဲ့အသိအဆင်မပြေဘူးမပြေတော့ဦးလေးနဲ့တူကနေရာခွဲလိုက်ဒါပေမဲ့ဦးလေးဖြစ်တဲ့အာဗြဟံတော်ပါလေတူဖြစ်တဲ့လောတကိုဦးစားပေးတယ် မင်းအရင်ယူပါမင်းမယူတဲ့နေအောင်ငါယူမယ်အဲ့တော့နားလည်အောင်ပြောတော့လောတာကစံစံမှာယူချေခွင်းတော့ရပေမဲ့ဖျားမပါပဲမျက်စိမြင်တဲ့အရာပေါ့လောကအရာပေါ်အခြေခံပြီးတော့တောတုံမျိုးဂေါမရမျိုးသာယူလိုက်နောက်ဆုံးမှအဲ့တောတုံနဲ့ဂေါမရမျိုးကဒူးဆိုင်များပြီးတော့ဖျားခင်မနစ်သက်တာကြီးလုပ်ပြီးကောင်းကင်မီးကြပြီးစီရင်ခံရတယ်နားလည်အောင်ပြောနောင်နာမရတဲ့မျိုးကတောတုံဂေါမရမျိုးကျန်တော့ဒူးဆိုင်များတဲ့နောက်မျိုးရှိတယ်နိနဝီမျိုး ါပေမဲ့သူတို့ကြတော့ယောနာပရောဖက်ယောနာဟောတဲ့တရားကိုသူတို့နားထောင်ပြီးအသက်တာပြောင်းလဲပြီး နောင်တရတဲ့အခါစီရင်ခြင်းကနေလွတ်မြောက်သွားတယ်။အော်ဒီကနေ့လောကကြီးမှာစီရင်ခြင်းတွေပြဿနာတွေဘယ်လိုအခက်အခဲရှိပါစေ။ဖျားသခင်ကိုမျှော်ချစ်ရင် စုတောင်းရင်ဖျားသခင်နှစ်သက်တဲ့အသက်တာနဲ့အသက်ရှင်အဲ့ဒီစီရင်ခြင်းမျိုးမျိုးကနေလွတ်မြောက်ခြင်းကိုဖျားသခင်ကပေးတယ်ဆိုတာဒီသမန်ကျမ်းစာအဖြစ်သွားတွေ့ရတယ် အခုလည်းလောတာကဒီသောရုံဂေါမရမြို့ကိုသွားကြည့်လိုက်တယ်အဲ့ဒီကသောရုံဂေါမရမြို့ကဘာနဲ့တူလဲဆိုတော့အီရင်ဥယျာဉ်နဲ့တောင်တူတယ်တဲ့ကျန်စာပြောတယ်အီရင်ဥယျာဉ်ထောက်ပြရင်ဥယျာဉ်ဥယျာဉ်တော်ကဲ့သို့ဥယျာဉ်တော်ကဲ့သို့ဆိုတာအီရင်ဥယျာဉ်ကဲ့သို့ဖြစ်တယ်ကဲ့သို့ဆိုကြရဲကအီရင်ဥယျာဉ်ဖြစ်တယ်လို့ပြောရမို့ကဲ့သို့ဆိုတာနားလည်အောင်ပြောရင်တော့အတုပဲသောရုံဂေါမရအီရင်ဥယျာဉ်ကဲ့သို့ဖြစ်တယ်လို့ပြောတာအီရင်ဥယျာဉ်ဖြစ်တယ်လို့ပြောတာမဟုတ်ဘူးဒါပေမဲ့လောတာမျက်မြင်နဲ့ကြည့်ပြီးဟာဒါအီရင်ဥယျာဉ်ပဲဆိုအဲ့လိုယူပြလိုက်တာဆို ။နောက်အဲဂုတုပီကဲ့သို့လည်းဖြစ်တယ်လေ။အဲဂုတုပီကအဲ့ခေတ်ကလေးကတိုးတက်နေတဲ့သဘောတွေ့ရတယ်။ဒါကျမ်းစာရ။အဲဂုတုပီကအလွန်ရှေ့ကျ။ဒါကြောင့်ကျွန်တော်ကအဲဂုတုပီကိုနားထောင်နေတဲ့တကြောင်နော်။ဒါကပေါ့ကြံကန်းကြီး73ငယ်10မှာကလေးကအဲဂုတုပီကပါနေတာ။ဘလောက်နှစ်ပေါင်းများစွာကြာခဲ့ပြီလေဆိုတော့နော်။ဒါသတွေ့ရတယ်။အတော်အောင်စရာကောင်းတယ်။ဟို နှစ်ပေါင်းများစွာကလေးကအေဂရူပီယာရှိခဲ့တာတောင်အေဂရူပီယာအိုက်ခဲ့ကလေးကတိုးတက်တယ်တောတော်ကောမရာမျိုးကလည်းတိုးတက်တယ်ဒါပေမဲ့ဒူးဆိုင်များတယ်နောက်ဆုံးစီရင်ခံတယ်ဒါကြောင့်လော့တာဒီတောတော်ကောမရာမျိုးကိုသွားရွေးတဲ့အခါမှာအေရင်ဥယျာဉ်နဲ့တူနေတယ်အေဂရူပီနဲ့တူနေတယ်တကယ်တော့အေဂရူပီဖြစ်နေတာမဟုတ်အေရင်ဥယျာဉ်ဖြစ်နေတာမဟုတ်ဘူး နားမအောင်ပြောရင်တော့အဲ့တိုးတက်တဲ့နေရာတွေနဲ့တူနေတယ်ဆိုပြီးမျက်မြင်ပေါ်မူတည်ပြီးဝิญဉေးရမပါပဲရွေးလိုက်တဲ့အခါကြဆင်းသွားဟာဒီကနေ့လောကရဲ့မျက်မြင်တတ်မှတ်တဲ့အရာတွေနဲ့ကျွန်တော်တွားလို့မရပါဘူးဝิญဉေးရနေပေတဲမှာဖျားသခင်အလိုရှိတဲ့အရာကိုကျွန်တော်ရွေးချယ်တတ်ဖို့လူတွေဆိုတော့တွေ့ရတယ်ဒါကြောင့်လေလောတာကြဆင်းသွားတယ်အာဗြဟံကတော့သူရောက်တဲ့နေရာမှာသူကရစ်ပလင်တဲတယ်ဖျားရှိခိုးတယ်လောတာရောက်တဲ့နေရာမှာရစ်ပလင်တဲတာမရှိဘူး အဆိုးဆုံးပြဿနာဖျက်စကနာမထောင်ဒါကြောင့်သူနောက်ဆုံးကြာဆင်းသွားတာဖြစ်တယ်အဲ့တော့ဘာကြောင့်ဒီကျမ်းပိုက်လေးကိုပြပြခြင်းလဲဆိုတော့အေဂုရုဘီကအလွန်တရာမှာနှစ်ပေါင်းများစွာရှေ့ကျလွန်းတဲ့ပီတပီဖြစ်တယ်ဒါကြောင့်အေဂုရုဘီနဲ့ပတ်သက်ပြီးတော့နောက်တစ်ခုကချက်သိရမှာပေါ့နော်အေဂုရုဘီဆိုတာ ਨੇ ပထမချက်သိရမယ့်အချက်ကတမောင်းချမ်းမှာတိုးတက်ပြီးတော့အောင်မြင်တဲ့ပီတပီဖြစ်တယ် ပြီးရင်အဲ့ဒီအဲဂုတုပြီမှာယောသက်ကဘယင်ကံလုတ်ခဲ့ဘူးတယ်အဲဒါကျွန်တော်နံပါတ်1သိရမယ့်အချက်ဖြစ်တယ်ကျွန်တော်အလုံးသိတယ်ဒီအဲဂုတုပြီမှာယောသက်ကိုရောင်းစားခြင်းခံရတာပေါ်ဒီဘာအိမ်ကိုရောက်သွားတာယောသက်ကအကူရီရဲ့ရောင်းစားခြင်းအဖြစ်နော်ဒီကုံသေးတွေကိုရောင်းစားလိုက်တာကုံသေးတွေကနေတစ်ဆင့်ရောင်းစားပြီးသူအဲဂုတုပြီကိုရောက်ဟောနားလည်အောင်ပြောတော့သူများအခိုင်းခံမှုရောက်တာ ဒါပေမဲ့ဘုရားသခင်ကသူနဲ့အတူရှိတယ်သူဒုစရိုက်ကိုရှောင်ပြီးနှုတ်ကွက်တော်နဲ့အသက်ရှင်တော့အဲ့အဲဂုတုတပီလုံးကိုခိုင်းတဲ့သူပြန်ဖြစ်လာတယ်။ဒါောင်းဒီတမောင်းချမ်းမှာအဲဂုတုပီကအလွန်တိုးတက်တဲ့ပီတပီဖြစ်တယ်။ယောသက်ကအဲဒီအဲဂုတုပီမှာဘယင်ခံဖြစ်ခဲ့ဘူးလေ။ဒါနံပါတ်၁သိရမှာဖြစ်တယ်။နံပါတ်၂ဒုတိယချက်ဒုတိယချက်ကတော့ဘာလဲဆိုတော့တမောင်းချမ်းမှာအဲဂုတုပီကထင်ရှားစွာပါတယ်လို့ဓမ္မသစ်ချမ်းမှာလည်း မသက်ခန်းကြီးနှစ်ကိုဖိုင်ကျော်သူတွေ့ရအဲ့တော့ဗာလေဆိုတော့သူငယ်တော်ယေရှုကိုဟီရိုမင်းကြီးကတတ်မယ်ဆိုပြီးတော့နော်ဒါနှစ်နှစ်အောင်ကလေးတွေတတ်ဖို့ဖြစ်လာတဲ့အခါမှာဖြစ်တဲ့အခါမှာဟီရိုကတကယ်တော့သခင်ရှုသူတတ်ဖို့တာလုပ်တာပါသခင်ရှုယနေ့တိမသေးပါဘူးအသက်ရှင်နေတကူးကြီးတဲ့ဖီးယားဖြစ်တယ်အဲ့တတ်ဖို့စဉ်းစားတဲ့ဟီရိုပဲသိသွားတာဒါပေမဲ့ဖီးယားရဲ့ကောင်းငင်တမနော်ယောသက်ကိုအိမ်မက်နဲ့စကားပြောတဲ့အခါယောသက်ကဒီ ဘဲ့လင်မျိုးကနေသူငယ်တော်ယေရှုကိုချီပြီးအဲကုတုကိုပြီးခဲ့ဘူးတယ်။တောင်းတခေယေရှုကအဲကုတုပြီးမှယောသမာရိနှုန်းတဲ့အတူသွားပြီးတော့နေခဲ့ဘူးတယ်။ဒါဓမ္မသစ်ကျမ်းမှာဒါမသက်ခန်းကြီးနှစ်ကိုကျွန်တော်ဖတ်ရင်တွေ့ရအောင်။အဲ့တော့ဒီအောင်ကြည့်ကြပြန်အဲကုတုပြီးကထူးခြားတဲ့ပြည်တော်လို့ပြောရင်လေမမာဘူးဆိုတာကိုအဲတော့တွေ့ရတယ်။နော်။မသက်ခန်းကြီးနှစ်နော်။ အငယ်19ကနေ21ထိဖတ်ရင်ကျွန်တော်တွေ့ရဒါဓမ္မသစ်မှာလည်းအေဂုတုနဲ့ပတ်သက်ပြီးတွေ့ရတယ်ကဲဓမ္မသုံးတတိယချက်တတိယချက်ကတော့ဘာလဲဆိုတော့เนาะဒီအေဂုတုဘီကထူးခြားတာသူကသူပီရဲ့အပုံ20ပုံရင်တပုံလောက်ပဲမြေကြီးရှိတာအဲ့တပုံလောက်မှာသူတို့အေဂုတုလူမျိုးတွေကစုနေတဲ့သဘောရှိတယ်။ကျန်တာတွေကသဲကန်တာတွေရတယ် အဲ့ဒီသဘောမျိုးတွေ့ရတယ်အဲ့တော့ဒီအောင်ကြည့်ခြင်းအဖြစ်ဒီအဲဂုတုကတော့တည်တဲ့အတိုင်းပဲအီဂျစ်ကတော့ဒီသဲကန္နာယကန္နာယလည်းမှာမိုးရွာသွန်းမှုနည်းတယ်ဘီလုံးရေရဖို့သူကနိုင်မြက်ကိုအတိတ်ကအာကူရတာဖြစ်တယ်ဒါအဲဂုတုပြီးရအော်နိုင်မြက်ကနေပြီးတော့မှရေယူရတယ်တော့အဲဂုတုပြီးရဲ့ရေတောက်မြက်အသက်သွေးကြောနိုင်မြက်ဖြစ်တယ် တောင်ဖာရောမင်းကလည်းကျွန်တော်အားလုံးသိတယ်နော်ဒီအဂုရုပီမာနော်အစ္စရိယများလာတဲ့အခါနော်ယောသကဘယင်ကဖြစ်တော့ယောသအဖြစ်သူ့အဖေယာကုပ်နဲ့သူ့ညီကိုအများကြီးကဟလာဒီအဂုရုပီမာနော်သူ့ညီကို80ကျော်မကတ်နော်သူ့ညီကိုရဲ့သားသမီးမင်းမြတ်တွေရောအာအကုန်လုံးသူတို့သွားကောင်းစားကြတယ်ဂေါရှင်ရက်မှာနေတယ်အဲ့တော့ယောသကသက်130မှာတည်သွားတဲ့အခါယောသကိုမသိတဲ့ဖာရောတစ်ပါးကတတ်လာ ဲ့ချိန်မှာပဲဟာဒီလူမျိုးတွေကပွားများလာတော့ဒါအေဂုတုတွေကိုတနေ့ပုံကံမအောင်သူတို့ကြောက်တယ်အဲ့တော့ယောသကမသိတဲ့ဖာရောကဒီဟေဘဲလူမျိုးတွေကဘယ်ရလာတာအာသူတို့ရဲ့ဘိုးဘေးယောသကတော့ဘယင်ခံဖြစ်ဘူးလေအားရရင်မသိသူတို့ကြုံလောက်ခိုင်းကွာအဲ့မှာကြုံဖြစ်သွားတယ်အရိယောက်ကြည့်ကြံဖြင့်ယောသကတော့တော်ခဲ့ပေမယ့်ယောသက်နောက်ပိုင်းမှာယောသက်လိုတော်ပြီးထက်ထက်မြက်မြက်မထွက်လာဘူးဒါကြောင့်နေရင်ထိုင်ရင်အေဂုတုပြည်မှာနှစ်430ကြုံဖြစ်သွားတယ် အတော်ဝန်းနေဆရာကောင်းတယ်အစ္စရီးတွေရဲ့တမိုင်းကိုပြန်လေ့လာတဲ့အခါမှာယောသလူတော်ပြီးထက်မြက်တဲ့သူမပေါ်လာဘာကြောင့်ယောသတော်ပြီးထက်မြက်နေလဲဆိုတော့သူကဖျားသခင်နဲ့အတူသွားလာအဲ့ဒါအအောင်ဆရာကောင်းဖျားသခင်ပေးတဲ့ညံဖျားသခင်မကြိုက်တာသူမလုပ်ဖျားသခင်လုတ်ခိုင်းတဲ့အတိုင်းပဲသူအသက်ရှင်တယ်တော့သူပြုတ်လျာနိုင်အောင် ပေါ်ဒီမှာမိမသူ့ဆွဲတဲ့ချိန်မှာလေပေါ်ဒီမှာမိမပြောတရင်လုံးမှာနင်းနေကနှစ်ယောက်တည်းရှိတာရော့တတ်ပါပြောဖျားသခင်ရှိတယ်အန်အောင်စရာစကားတွေသူပြောတယ်ပဲဒါကြောင့်လေရော့တတ်ကိုဖျားသခင်ကအန်အောပွေရာတွေလိုက်ပြုတ်ပေးတယ်အရင်ကျွန်တော်တို့ဖျားသမီးဆိုရကလောကသားတွေလိုအသက်ရှင်နေထိုင်လို့မရဖျားသမီးကဖျားသမီးလိုပဲအသက်ရှင်ရမယ်အဲ့ဖျားနှစ်သက်တဲ့ရာပဲလှုပ်ဆောင်ပြုတ်နေသမျှမှာအောင်ရင်းခွင့်ဖျားပြီးတယ်အဲ့ဒါအန်အောင်စရာ ဒါကြောင့်လေဒီဂျူးတွေကတကယ်တော့တိုးတက်အောင်မြင်ခဲ့တဲ့เนาะဒုတိယပြင်ကရောသက်ရဲ့အမျိုးတွေအဲ့ရနေမှရောသက်လို့ဖျားနဲ့သွာလာတဲ့သူမပေါ်လာဘူးအဲ့ဂရုပီမှာအဲ့လိုမျိုးဥဆောင်နိုင်တဲ့သူမပေါ်လာတဲ့အခါနေရင်တိုင်ရင်ဘယင်ကမျိုးကနေကျွံမျိုးပြန်ဖြစ်သွားတာအဲ့ချိန်မှာဖာရောကဒီလူတွေများလာတဲ့အခါမှာဒီအဲ့ဂုတု လူမျိုးတွေကိုဒီအစ္စရေးတွေဟေဘရဲတွေကဒုက္ခပြီးမှဆိုးလို့မိန်းကလေးမွေးရင်တော့မွေးခိုင်းတယ်ယောက်ျားလေးမွေးရင်ဂုတ်ချိုးတက်ခိုင်းတယ်အဲ့နိုင်မြတ်ထဲပြစ်ချခိုင်းတယ်ဒါပေမဲ့ကျန်းစာထဲမှာဒီရှိဖရနဲ့ပူအာဆိုတဲ့အမျိုးသမီးနှစ်ယောက်ကတော့သူတို့ကတော့အတော်လေးတော်တယ်နိုင်မြတ်ထဲကိုသူတို့ကမပြစ်ချဘူးဟိုနားလေလွယ်အောင်ပြောရင်တော့သူတို့ကတကယ်ကိုဟေဘရဲမျိုးသမီးတွေမွေးတဲ့အခါမှာကောင်းစွာမွေးပြီးတဲ့အခါဘုရားသခင်ရဲ့ခြေဆုပြုခြင်းဘာဖြစ်လဲ ခံရတာဖြစ်တယ်။အဲဒါလေးတွေကသမိုင်းနေဖြစ်ဒါတွေကသိစက်တယ်။တော့ဒီအေဂုတုဘီကအပိုင်း20ပိုင်းရင်တပုံလောက်ပဲမြေကြီးရှိတာကျန်တာတဲကန္တရာတွေတို့။ဒါကြောင့်တို့ကရေလဲနေတဲ့ကြောင်နိုင်မြက်ကိုပဲတို့ကအဓိကအမိပြုတ်ရတာဖြစ်တယ်။ဒါနံပါတ်3သိဖို့ဖြစ်တယ်။ကဲနံပါတ်4နော်လီရောဘာလေးဆိုတော့ဒီအေဂူတူပီရဲ့နော်အတ္တိကမြို့တော်ပေါ့ကက်ပီတယ်စီတီပေါ့နော် ဒီအဲဂရုဘီရဲ့မြို့တော်ကတော့မင်ဖိမြို့ဖြစ်တယ်ယနေ့ဆိုကိုင်ရိုပေါ့နော်ယနေ့ဆိုဒါကိုင်ရိုမြို့ရှိတဲ့နေရာအဲ့ဒါသူရဲ့မြို့တော်ပဲအဲဂရုရဲ့မြို့တော်အီဂျစ်ရဲ့မြို့တော်ဖြစ်တယ်ခေဆက်ဆက်လေအလွန်နာမည်ကြီးခဲ့တယ်ဘာကြောင့်လဲဆိုတော့ကဘာလေခီးတဲ့တော်များလည်းသွားတယ်ဘာကြောင့်လဲပိရမစ်တွေတကယ့်ကဘာမှာအလွန်ရှေ့ကျတဲ့တိဆောက်မှုတွေကိုအဂုတုတွေကအများဆုံးလုပ်ခဲ့တယ်ဆိုတာကိုသူကတွေ့ရတယ်ကဲတမန်ငါပေါ့ နံပါတ်5ရောပါလေးဆိုအဂုတုဘယင်ကြီးရဲ့ခစ်ဆက်ဆက်ကတော့ဖာရောပဲသုံးတယ်ဖာရောဘယင်ကတည်သွားရင်သူ့သားလည်းဖာရောပဲနောက်တစ်ယောက်လည်းဖာရောပဲနောက်တစ်ယောက်လည်းဖာရောပဲအဲ့လိုသုံးတယ်ဖာရောဆိုတဲ့နာမည်ရဲ့အဓိပ္ပာယ်ကကြီးမားသောအိမ်လို့အဓိပ္ပာယ်ရတယ်အဲ့တော့ဒီကျမ်းစာထဲမှာဖာရော7ယောက်ရှိတယ်ဒါမှကျမ်းစာအရဆိုအဲ့ဒီ7ယောက်ထဲမှာအဆိုးဆုံးဖာရောက မောရှိ လက်ထက်ကဖာရောအဆိုးဆုံးပဲအကောင်းဆုံးဖာရောကယောသက်လက်ထက်ကဖာရောအကောင်းဆုံးပဲမောရှိနဲ့ယောသက်ကတပေါင်း400ကျော်လောက်ချားတယ်ယောသက်သေးပြီနှစ်ပေါင်း400ကျော်လောက်မှ မောရှိကမွေးလာတယ်လို့ဒါသွားပြီးတော့တွေ့ရတယ်။ဘာကြောင့်လဲဆိုတော့ယောသက်ကအသက်130မှာတည်သွားတာ။ သူ့အသေးသေးချာချာအကောင်ဆုံးရုပ်ကလပ်ကိုသေးသေးချာချာလှုပ်ဆောင်ရတယ်။ဘာကြောင့်လဲဆိုတော့ तू ကအကောင့်တလားတွေနဲ့သေချာနော်။သူတို့ရဲ့ရုပ်အလောင်းတွေကိုဒါမမ်မီရုပ်အလောင်းတွေဆိုတော့နော်။ဒါကျွန်တော်တို့ကဘာမှာနာမည်ကြီးတယ်။အေဂုတုတွေကနေပြီးတော့ဒါအီဂျစ်ကနေလာတာ။သူတို့ကဒီဖာရောတွေကတည်သွားရင်လေနောက်ဘဝမှာသူတို့ကဖျားဖြစ်တယ်။ဘယင်ဖျားဆိုသူတို့ကိုးကွယ်ကြတယ်။တကယ်တော့မဟုတ်ပါဘူး။ ဲဒါလွဲမားတဲ့အတွေးခေါ်တွေကိုဟဲ့လားသူတို့ထဲမှာစိတ်ဝင်တယ်လို့ပြောရင်လေမမှောက်ဒါပေမဲ့သူတို့ရဲ့အိုက်ခေကအယူဆတော့အတနည်းပြန်ရှင်းနိုင်နေဆိုပြီးတော့သူတို့ကဒီဘယင်းနေသေးသွားရင် ရုပ်အလောင်းသေးချာသူတို့ကစီရီစိန်နေနောက်ဘဝမှာဘယင်းပြန်ဖြစ်မင်းဖျားပြန်ဖြစ်အဲအဲ့လိုသူတို့မှာခံယူချက်တွေရှိတယ်ပြတော့သူတို့ကဒီသဘာဝတရားယူသူတို့ကိုးကွယ် ်နေကိုကိုးကွယ်တယ်လောက်ကိုကိုးကွယ်တယ်မွေကိုကိုးကွယ်တယ်ဒါအေဂုတုတွေရဲ့ကိုးကွယ်မှုတယ်နားလည်အောင်ပြောရင်တော့ພັນစင်းရှင်သူတို့ကိုးကွယ်တာမဟုတ်ພັນစင်းခံကိုးကွယ်တာဖြစ်တယ်ဒါအေဂုတုတွေရဒါလေးတွေကျွန်တော်သိရမယ်ဒါနံပါတ်5ဘာကြောင့်လဲဆိုတော့ဒါကြောင့်ယောသက်ကလေတည်သွားတဲ့အခါယောသက်ကိုတည်စီချာချာသူတို့ကအလောင်းပြင်ဆင်တယ်တည်တီချာခေါင်းတလားနဲ့ထားတာတော့ယောသက်တည်ပြီးနှစ်ပေါင်းများစွာကြာပြီးနှစ်၄၀၀ကျော်လောက်မှ မောရှေကဣသရေလကိုဒီအဲဂရုဘီကနေခါနန်ဘီကိုခေါ်ထုတ်သွားတာ။တော့မောရှေနဲ့ယောသနှစ်400လောက်ခြားတယ်။ယောသတီဘီနှစ်400ကျော်မှမောရှေကဥဆောင်တာ။ဘာကြောင့်လဲဆိုတော့အဲဂရုဘီမှာဣသရေလကြုံခံရတာနှစ်430လောက်ကြုံခံခဲ့ရတာ။အော်ဒီအကြည့်ချင်အဖြစ်သူရဲ့ယူဆဖာရောဆိုတာကခုနလိုကြီးမားသောအိမ် ဖာရောတွေကတည်သွားရင်နောက်ဘဝမှာသူတို့ဖျားဖြစ်တယ်လို့သူတို့ခံယူကြတယ်။ဒါတော့သူတို့ရဲ့ခံယူချက်ဖြစ်တယ်နော်။ဟိုကျန်းစာအရာဆိုရင်တော့မဟုတ်ဘူး။ဒါတမန်ကျန်းစာကတော့လူတယောက်ရဲ့ကမတည်ခင်မှာသခင်ရှုကိုကယ်တင်ရှင်ဖြစ်ယုံကြည်လက်ခံထားရင်သူသူရဲ့ဝိညာဉ်ကတည်ပြီးသွားရင်တမလုံးမှာပရတိတုဘုံဝင်စား권ရှိတယ်။ ဒါကြောင့်လည်းတကီရှုခရစ်တော်ရဲ့ကားလိုက်မှာအတိခံပြီးသုံးရမယ့်နေ့ထမြောက်ခြင်းအားဖြင့်ရရှိတာဖြစ်တယ်။ဒါပေမဲ့အေကုတုတွေကဒါတွေကိုလက်မခံဘူးလို့မယုံဘူး။သူကတဘာဝကိုယုံတယ်။နေတွေလတွေကျဲတွေမွေတွေဒါတွေသူတို့ကိုးကွယ်တယ်၊နတ်ဖျားတွေကိုသူတို့ကိုးကွယ်တယ်။ဒါအေကုတုလူမျိုးတွေရဲ့ကိုးကွယ်မှုတွေဖြစ်တယ်။ဒါကြောင့်နောက်ဆုံးသူကဖာရောတွေကိုပါကိုးကွယ်တယ်။အဲ့လိုသူရဲ့အမြင်တွေပိတ်ရအောင်ဆာရမဏတ်ကလှုပ်ထားတယ်ဆိုတာကိုလေသတိရတယ် ဒါကြောင့်နမငါသိဖို့ဖြစ်တယ်။ဒါပြန် तू ကအလွန်တရာမှရှေ့ကြတယ်ပြီဖြစ်တယ်။ဒါလေးကိုသိဖို့ဖြစ်တယ်။ဒါနမငါဒါကြောင့်ဖာရောတွေကအဆက်ဆက်အေဂရုပီမှာအုပ်ချုပ်ခဲ့တယ်ဆိုတာကိုသွားတွေ့ရတယ်။ကေရမ6နောက်ဆုံးနောက်ဆုံးတော့ဗာလေးဆိုတော့ဒီအေဂရုပီကိုဘာဘလုံတွေကနိုင်ခဲ့ဘူးလေ။အဲ့ဒီဘာဘလုံတွေကိုဘသူကနိုင်လဲဆိုတော့ပေရတိလို့ခေါ်တယ်ပေါ့ရှာနိုင် အဲ့ဘဘူးလုံးကအေဂုတုနဲ့ပေါင်ပြီးပေါချာကိုတိုက်ဖူးတယ်။ဒါပေမဲ့သူတို့ပေါချာကိုရှုံးတယ်။နောက်ဆုံးပေါချာကပေရတိကအေဂုတုကိုသူတို့နိုင်သွားတယ်။နောက်ဆုံးမှာဒီပေရတိဘယင်တွေက PC 341လောက်မှာအေဂုတုအပီးသူတို့တင်လိုက်နိုင်တယ်ဆိုတော့ကိုသူတွေ့ရတယ်။နောက် PC 332ခုလောက်မှာအဲ့အေဂုတုဘီဟို Alexander the Great Greek Emperor ရဲ့စစ်သူကြီးပေါ့နော်သူက BC 332လောက်မှာဒီအဲဂုရုပြည်ဝင်သိမ်းတယ် Alexander the Great ကတော့ဒါ Greek Emperor မှာအလိုနာမည်ကြီးတဲ့ခေါင်းဆောင်ဖြစ်တယ်အရင်တော့ဒီ Greek စာပေကတစ်ကမ္ဘာလုံးကိုလွှမ်းမိုးနိုင်တယ်ဒါကြောင့်လဲကျောင်းဒီဓမ္မသစ်ကျမ်း28ကျမ်း Greek ဘာသာစကားနဲ့ရေးထားတာအရင်တော့ Greek စာတိုက်ရင်တစ်ကမ္ဘာလုံးပတ်လို့ရတယ် Greek ကို Helot လို့လည်းခေါ်တယ် Greek လူမျိုးတွေကို Helot လူမျိုးတွေလို့လည်းခေါ်တယ် ်အခုခေတ်ကဘာနဲ့တူလဲဆိုတော့အင်္ဂလိပ်စာနဲ့တူတယ်အခုအင်္ဂလိပ်စာတိုက်ရင်တစ်ကမ္ဘာလုံးပတ်လို့ရတယ်ဒီလိုပဲအရင်တော့ Greek စာတိုက်ရင်တစ်ကမ္ဘာလုံးပတ်လို့ရတယ်ဒါကြောင့်ဒီ Greek စစ်သူကြီး Alexander the Great ကဒီ Agrippa ကို BC 332လောက်မှာဝင်သိမ်းပြီးတော့အောင်မြင်ခဲ့တယ်ဆိုတာတွေ့ရတယ်နောက်ပိုင်းခရစ်တော်မွေးပြီး300စုလောက်မှာ ခရစ်ယာန်ယုံကြည်သူတွေအဲဂုတုမှာအများကြီးတိုးပွားခဲ့တယ်အဲ့ဒီကနေမှ နောက်ပိုင်း BC 641လောက်မှာနော်အဲ့ဒီယုံကြည်သူတွေနေပါသွားပြီးတော့အချမ်းလူမျိုးတွေကဥဆောင်ပြီး ကြီးစိုးသွားတယ်ဆိုတာကိုမတွေ့ရတယ်။အဲဒါလေးတွေကကျွန်တော်တို့သိတဲ့အချက်ကလေးတွေဖြစ်တယ်။အတော့အေဂုတုဘီနဲ့ပတ်သက်ပြီးအနစ်ချုပ်သိရမှာတော့အလွန်ရှိကြတယ်။တုတ်တအောင်မြင်ခဲ့တယ်။ ဒါပေမဲ့အသက်ရှင်တဲ့ဖခင်ကိုမသိတဲ့အခါသူတို့ကြဆင်းသွားတယ်။အဲ့ဒီအေဂုတုဘီမှာယောသက်ကဘယင်ခံဖြစ်ခဲ့ဘူးလေ။သူတို့သိဒုက္ခရောက်မဲ့အချိန်မှာယောသက်လို့ခေါ်တဲ့ဖခင်သားအဖြစ်သူတို့ဒုက္ခတွေကလွတ်မြောက်ခဲ့ဘူးလေ။အော်ဒီယိုကြည့်ခြင်းအဖြစ်ဘာအနစ်ချုပ်တော့တွေ့ရလဲဆိုတော့ကျွန်တော်တို့ကဘာကြီးမှာဘာဒီဒုက္ခရှိပါစေ။ဖခင်အသက်ရှင်တဲ့ဖခင်သားသမီးတွေအဖြစ်ဖခင်သခင်ကအံ့ဩဖွယ်လွတ်မြောက်ရလမ်းတွေကို လုတ်ပြီးတက်တယ်ဆိုတော့ကိုတတွေ့ရတယ်။နောက်တစ်ခါတင့်ဝင်းချင်မှာတင့်သက်တာမှာတင့်အလုတ်မှာတင့်မိသားစုမှာဘာတွေခက်ခဲကြုံကြုံ။တင့်ဟာအသက်ရှင်နေဘုရားသခင်ကတာမီးဖြစ်ခြင်းနဲ့အသက်ရှင်ရင်တင့်အားဖြင့်လွတ်မြောက်ရာလမ်းကိုဖျက်ရှင်တာပြင်ဆင်ပြီးမယ်ဆိုတော့အပီးရင်နေကုန်ချုပ်လို့တယ်။ဂျာနာသူရောက်ချင်းစီတိုင်းဖျက်ရှင်တာ၍ကောင်းချီးပေးပါစေ။ငြိမ်သက်ခြင်းရှိပါစေ။ God bless you all. ကျွန်တော်ချင်းညာစရာတော့နဖာနနာ ကိုးနိုင်ရဲ့ဆက်နိုင်ခွဋ်တီကျွန်တော်ကြောက်ရင်ယုံကြည်ရင်ချင်းသိတော့မှာအဆတ်ရှောင်းဘုရုအဆတ်ရှောင်းဆုတောင်းခြင်းရှိပါတယ်အားလုံးလာနိုင်ကြောင်းတွေထွေးဆိုအချိုးဆိုသလိုနှစ်ဖန်ညနေမြန်မာစရောင်ညနေ၄နိုင်ခွဲမှာကျွန်တော်ပြန်လိုက်ပြီဒီကျွန်တော်ဓမောင်းချမ်းမှာထင်ရှားတဲ့၁၂ခုတည်းက9ခုမြောက်ကိုကျွန်တော်ဆက်ပြီးစင်ကျင်ခွန်အားယူနားထောင်မှာဖြစ်ပါတယ်ဒီကနေ့ကြည့်ရှုခွန်အားယူတယ်ဓမ္မပရိသတ်အားလုံးကိုဖြတ်ရှင်သာပြီးကောင်းချီးပေးပါစေ God bless you all ညီသက်ချင်းရှိပါစေ ဆုတောင်းကောင်းကြီးခံယူကြပါစို့ခမီးတော်သားတော်သားရှင်တော်ဝေကျွန်တော်ဒုံမတ်စုဖျားထံတော်ပါမကောင်းကြီးဖျားဖျားသည်ချစ်ရှုတဲ့ online ပရိသတ်များမြန်မာပြည်နဲ့ကဘာကြီးပေါ်သို့တလကောင်းဒီကနေ့မိုးနေ့ကြောက်တဲ့ကရတာ iset နဲ့တကွာမိသားစုများမိုးနေ့ရှင်တီးတီးပေါ်သို့တလကောင်းမင်္ဂလာနေ့ပတ်လည်ကြောက်တော်သူတီးတီးပေါ်သို့တလကောင်းဘုံတော်ဝင်စားတဲ့သူတွေရဲ့ချမ်းရှိတဲ့မိသားစုတွေနှစ်သိမ့်မှုရဖို့တော်တလကောင်းမြန်မာပြည်နဲ့ကဘာကြီးပေါ်မှာစစ်ပွဲတွေငြိမ်းချမ်းခြင်း လူပေါင်းများစွာရဲ့ဥအိမ်တွေပျက်စီးခြင်းတွေကနေဖရာသခင်ပြန်လည်ထူထောင်ပေးခြင်းဒီကနေ့ငြိမ်းချမ်းခြင်းအလုံးဟာဖရာသားမီးတွေအားဖြင့်ကိုရောအံ့ဩပွေလုံနိုင်ကြောင်းကိုရောရဲ့ဂရိတော်တတ်တွေကိုအစင်မြဲထူခြင်းနဲ့တကွာစစ်ပွဲကြောင့်ဆုံရှုံသွားတဲ့သူတွေအတွက်ကြတဲ့မျက်ရည်များဖျက်ရှင်တုတ်ပြီးလျက်ဘီဥပတ်တွေကင်းဝေးခြင်းအမေရိကန်နိုင်ငံကိုဖျက်ရှင်ကောင်းချီးပေးခြင်းသမရိုင်းဒေါ်နယ်ထရန့်နဲ့တကွာသူဖြင့် အမေရိကန်နိုင်ငံတနိုင်ငံလုံးကိုယေရှုနာမနဲ့အကောင်းချီးပေးသလိုအစ္စရေးနိုင်ငံကိုသခင်ယေရှုနာမနဲ့အကောင်းချီးပေးပါ၏ဖြစ်ပေါ်နေတဲ့အခက်အခဲတွေကိုလုံးဝရပ်တန့်ခြင်းနဲ့တကွဖခင်ရဲ့လက်တော်ကွယ်ကစောင့်မခြင်းစစ်ပွဲတွေငြိမ်းချမ်းခြင်းတာယာခြင်းနဲ့တကွဖခင်ရဲ့ကွယ်ကစောင့်မခြင်းတို့သည်ကြည့်ရှုတဲ့ online ပရိသတ်များမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သို့သကောင်ကမ္ဘာပေါ်မှာဖြစ်နေတဲ့အခက်အခဲတွေပြဿနာတွေစစ်ပွဲတွေဒုက္ခတွေယောဂတွေတဘာဝဘေးဒဏ်ဖောက်ပြန်မှုတွေ ဖေရှားလေဖေရရဲ့လက်တော်ကွဲကစောက်မှချင်းစီကြည့်ရှုတဲ့ online ပရိသတ်များမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သို့ယနေ့မှစကားလာဆင်မြေတက်ရောက်ကောင်းကြီးဖြာဖြာတက်ရောက်တည်ရှိဒီနေ့ပါစေတော့အာမင်ယေရှုတင်ပါတယ်ယေရှုခွန်ယူတဲ့ဓမ္မပရိသတ်အားလုံးကိုဖြတ်ရှင်ကောင်းချီးပေးပါစေငြိမ်သက်ခြင်းရှိပါစေကျေးဇူးပြန်လေးတွေ့ဆုံကြပါစို့